မြန်မာနိုင်ငံမှာဂျင်ကစားတဲ့အလေးထားပေါ်လာတာတိတ်မကြသေးပါဘူး။ဟိုတယ်တွေမှာဂျင်ကန်တွေပေါ်လာပြီးလူငယ်တွေကလည်းခန္ဓာကိုယ်ကြစ်လက်ဖို့ပိန်ကျင်ဝါကျင်လို့ဆိုတဲ့ရည်ရွယ်ချက်မျိုးစုံနဲ့ကစားလာကြပါတယ်။ဒါဆိုဂျင်ကစားတဲ့အခါခန္ဓာကိုယ်အတွက်တင့်တော်တဲ့အစားအစာတွေကဘာတွေလဲ။ဘယ်အစားအစာတွေစတင်လဲ။ခန္ဓာကိုယ်ကြီးထွားဖို့အတွက်အစားအစာတွေကိုဖြည့်စွက်မစားနိုင်ပေ။ဖြည့်စွက်ဆေးတွေတောက်တာဘလို့ဘေးထွက်ဆိုးကျိုးတွေရှိလဲ။ အရှိတောင်အာရှမှာ2014ချန်ပီယံဆုရခဲ့တယ်။မြမကာယအလှမဲအေးအေးဆိုနေ Valence Fitness ကကိုကျော်စီရတို့ကမျှဝေပေးမှာပါ။ခနာကိုလှပအချိုးကြအောင်ကစားတဲ့အခါဘလူအစားအစာကိုအဓိကစားသုံးရမှာလေ။ကိုကျော်စီရအကြံပေးပြောပြပေးပါဦး။ Bodybuilding မှာဆိုရင်အရိယာအသားလိုပဲပြောမှာပေါ့။အဲ့ဒါကတော့သူတို့ရဲ့ခွန်အားတို့ကပြီးတော့ကြွက်ကားတိဆောက်ဖို့အတွက်ကစားတဲ့အချိန်မှာခွန်အားလည်းထွက်ပြီးတော့ဒီကြွက်ကားပျက်စီးအောင် prevention ပေါ့နော်အဲ့ဒါကြောင့်ချက်တူအဲ့တော့ကျွန်တော်တို့ဒီကစားသမားတွေကိုတော့ကစားပြီးပြီးချင်းကစားနေနိုင်ရတော့ဘူးလားတော့ချက်တူလို့စားပြီးပြီးလို့တောက်ကြတယ်နော်ကာယပလမောင်မယ်တွေအကြည့်ကြီးမှန်းချက်ထားပြီးကစားရတဲ့သူတွေအတွက်ကတော့ champion အေးဆိုးကကာမန်အချိန်မှာစားတော့ရမယ့်အစားအစာနဲ့ပြိုင်ပွဲနေ့ရင်စားတော့ရမယ့်အစားအစာဆိုပြီးနှမျိုးခွဲရှင်းပြပေးထားပါတယ် တယ်။အဲတမန်တော်တယောက်ကြီးစားရဲပုံကြီးဆိုလို့ရှိရင်အာသူ့ရဲ့ဒေတာစားရဲပုံမှာမှာ protein ပါမယ်လို့ရှိရင် carbohydrate ပါမယ်လို့ရှိရင် fiber အဲလို vitamin A ဆိုလို့ပါမယ်ပေါ့။ဒါပေမဲ့လို့ရှိရင်ကအဲလိုစားတော့ကိုတော်တော်လေးမဆင်ကျင်ရတာ။ဆိုတော့လည်းအငန်းစီလေးအချူလေး carbohydrate တွေအဲ့ဒါလိုဖြတ်ပြီးတော့ protein တက်တွေ fiber တွေအဲစားပါမယ်။နော် အပြင်းထန်လေ့ကျင့်ပြီးလိုအပ်တဲ့အစားအစာတွေပြတ်မပြေနိုင်ရင်တော့ကိုလိုချင်တဲ့ကြီးထွားဖွံ့ဖြိုးမှုနှေးပြီးဖွံ့ဖြိုးပြောင်းလဲလာရင်လည်းမှန်ကန်မှုဖြစ်မလာနိုင်ဘူးလို့ဆိုပါတယ်ရှိရှိခါလေးအရင်ကစားရတယ်ဆားတဲ့အခါကျတော့မလိုက်နိုင်ဘူးဆိုလို့ရှိရင်ခနာကကိုလိုချင်တဲ့ပန်းတိုင်းကိုလည်းပို့တော့ကအချိန်နာတာတော်တော်လေးစားအောင်လုပ်ပါလို့နော်ဟိုခနာကပြောင်းလဲလို့ရတယ်မှန်ကန်တဲ့ပြောင်းလဲလို့မရအောင်ဟုတ်စင်ကစားရင်လည်းကိုလိုချင်တဲ့ခနာကိုအနိထားရောက်ဖို့ဖြည့်စွက်စာရင်းစေးတွေသုံးတဲ့အခါဘလို့စေးအမျိုးစားတွေရှိပြီး ဘလို့ဘေးထွက်ဆိုးကျိုးတွေရှိလဲစေးတော့ဝမှကျေနပ်မယ်ဆိုတဲ့သူတွေအရန်တောက်ချင်ပါတယ်ဆိုတဲ့သူတွေကိုလည်းအကြံပေးထားပါတယ်မတော့မနေရာကြီးတောက်ချင်တယ်ဆိုရင်တော့ဘော်ဒီပြောတဲ့ကောင်ဆိုရင်ဝေးဘတီရှိရတယ်ကိုနဲ့တဲ့ရတယ်နော်အော်အဆင်မလဲဝေးဘတီမတော့ရတယ်စီကြရတယ်ဆိုတော့စီကြရတယ်အန်ဒီဘိုဘန်နစီတောက်တယ်စီရဲ့အညွန်ရပါလေ6ဆုံးတောက်ပါ4ဆုံးတောက်ပါ3လုံးတောက်ပါ6လုံး စိတ်ဖြစ်ဆုံးအောင်ကျွန်တော်တို့လုပ်နေကြတာတော့ဘယ်တော့မှသူတို့ပြောရတယ်မတော့ပါဘူးသူတို့ပြောရတယ်တဝက်ပဲတော့တဝက်တော့ပြီးတော့မှသူတို့ဆက်ကြည့်ကြောင်းနေမှုရှိတာမရှိတာပေါ့အဲကြောင့်ခဏကိုယ်ပြဆိုးလို့နေတာ